ဒီလိုကိုကလေးသူငယ်ပေါင်းအချင်းဒီမျိုးစုံနဲ့တပ်ဖြတ်ခဲ့ကြတဲ့စစ်သားတွေရဲ့မသားလောင်းတွေကိုကြည်ရတာနဲ့တင်းချိုစိတ်ခွေရိုင်းပြစ်လဲလက်ဖက်ရည်ကိုအာရပါရတောက်လိုက်ရတယ်လို့အရာသာကိုရှိနေတာပဲလို့ပြောရင်တရုတ်ပေါင်းကြားတဲ့ကိုအတင်းထုံးဝင်ပြီးတရုတ်နဲ့ခြေကလုံးကိုကြစ်ကြစ်ပအောင်ဖတ်ထားရင်းနဲ့ပဲဖဖေကြီးတက္ကသိုလ်ရဲ့လာရှုမျိုးကိုတက္ကသိုလ်ကိုပြန်တောင်းပေးပါဆိုပြီးငုံငုံပြီးတော့ကိုမပြောရုံတမဲရှီပလင်းခါချင်းပြီးတော့ဒိုက်ပြီးရောက်စားနေတဲ့အစိုးရဖြစ်တဲ့အခါကျတော့တို့ကတော့ တို့ဘက်ကနေဖျားပြင်းတဲ့လက်နဲ့မကလို့ဖျားပြင်းတဲ့လက်နဲ့တည်းကြီးရဲ့သူတို့အဖေပဲလာရင်တော့မှလူငယ်တွေကမကြောက်တော့ဘူးလို့အားလုံးပဲမင်္ဂလာပါ MZ ပါမီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျ။အခုပထမဆုံးတစ်ဆက်ပေးခြင်းတဲ့သတင်းဗီဒီယိုလေးကတော့ PDF တွေရှေ့တိုးလာရင်เนาะမအားလာစောက်ဟုတို့အုပ်စုက ပွက်ထားတဲ့လက်နက်တွေကိုထုတ်သုံးမယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့ဒါညီလေးပြောပြချက်လေး PDA တွေဘက်က82လာမယ်ဆိုရင်နဲ့သူတို့ဘက်ကလက်နက်ဆန်တွေထုတ်တုံးရလိမ့်မယ်ဆိုပြီးတော့တရင်တွေကြားသိရတယ်ပေါ့နော်ဒီဒီတရင်ကိုဥကြည်မြင့်တရားလွတ်တော်ရှိနေကြီးကနေရှင်းပြတယ်သူတို့ကတော့ပြောမှာပဲလေတဲ့သူတို့ကခံစင်းစင်းရောက်သွားပြီတဲ့မင်းတို့ချစ်တိုးမလာနဲ့နော်ဆိုတဲ့စကားကတော့ပြောမှာပဲလေတဲ့ပြီးတော့ဗမာစကားတခွန်းရှိတယ်ဗျာတကောင်တဲ့ညနက် ဘူးဆိုတဲ့စကားပေါ့အိမ်တွေထောင်တောင်းနဲ့ရှိပြီးတော့မရှုခံရတဲ့အတက်ဝင် စိစိတ်နေပျက်စီးတယ်။အာဒီစီးပွားရေးပိုင်ဆိုင်မှုတွေပျက်စီးတဲ့အကုန်လုံးပေါ့တဲ့လူငယ်တွေကလည်းတည်တည်ပျက်စီးကြရတယ်တဲ့။သူတို့ဘက်ကနေဖျားပြင်းတဲ့လက်နက်မကလို့ဖျားပြင်းတဲ့ လက်နက်ထက်ကြီးရသူတို့အဖေပဲလာရင်တော့လူငယ်တွေကမကြောက်တော့ဘူးလို့ပြောပါတယ်လုတ်ပါတဲ့ကျွန်တော်တို့ကတော့တကောင်နဲ့ညမနဲ့ပါဘူးလို့ပြောပါတယ်တော်လန်ဖို့အမြဲအစဉ်တင့်ပဲလို့အခုကျွန်တော်တို့ talk show မှာပေါ့နော်ဦးကျင်မြန်နေပြီးတော့ပြောကြားထားပါတယ်အာအင်တန်တော့66တော့ကောင်းလာပြီပေါ့နော်ကျွန်တော်အနေနဲ့လည်းအဲ့ဒါလေးကိုလာပြီးအသိပေးရပါခင်ဗျားတို့ပါတာခင်ဗျားတို့ဘလို့ဟာတွေပဲလာလာပြည်တွင်းဆက်ကိုလေရင်နဲ့တုံးနေတာတောင်မှနော်ကျွန်တော်တို့ UG တပ်ဖွဲ့ဝင်တွေကိုအခုချိန်ထိ မဖြူနိုင်သေးဘူးအေးအဲ့တော့ကိုယ်နေသားကိုတိပေါ့ကျွန်တော်တို့ကလက်နဲ့နဲ့တိုက်နေရမို့စိတ်ထဲနဲ့တိုက်နေတာဘောပေါက်တယ်နော်ဒီသတင်းဗီဒီယိုလေးကတော့တရုတ်အလို့ကြားကျွန်တော်တို့ရဲ့ပါပါမအားလာကျင်ဆိုးရဲ့စီပလင်းခါးကြားထိုးစစ်စင်ရေးဒီနေရာဟာတရုတ်အလို့ကြားအာနီးလို့ရတယ်ကိုလိုနီနယ်မြေဖြစ်တယ်ဒါကြောင့်ဒီအောက်မှာဆေးရဆိုရင်ရနော်စီပွားရေးလို့ဆိုလို့ရှိရင်လောက်ကြတော့စီပလင်းခါးချိတ်ပြီးတော့တိုက်ပြီးက တရားတော့သူတို့အနေနဲ့ကြိုးရှိနိုင်ပါတယ်။နောက်ဆုံးပြည်내တစ်ခုပမာဆက်လက်ပြီးတော့လှုပ်ဆောင်ကြိုးပမ်းတော့ပါလိမ့်မယ်။အဲဒါကိုကျွန်တော်တို့ဒီလုံးကဝိုင်းဝန်းခုကဆန့်ကျင်ကြဘူးကဒီနေ့တမိုင်းကြီးတောင်းဆိုချက်ဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတော့ကျွန်တော်တို့တွေအသေးနာဖို့ကောင်းလဲသူတို့နေရာရဖို့အတွက်သူတို့မိသားစုသူတို့လက်တဆုပ်စာချမ်းသာဖို့အတွက်ကျွန်တော်တို့ဘဝတွေအနာဂတ်တွေကိုရှိုက်ချိုးနေတာ ကျွန်တော်တို့ဒီလိုလူတွေကိုเนาะကျွန်တော်တို့ဒီတစုတစည်းတဲ့အားနဲ့ယုံမတွုံးမရမှာကျွန်တော်မိသားစုတွေကျွန်တော်ညီနောင်နေဒီသတင်းဗီဒီယိုလေးကတော့တပတ်စာအတွက် special ကောင်းဆိုမှကောင်းတဲ့သတင်းတွေကိုကိုနိုင်ငယ်တင်ဆက်သွားတာလေးကိုတစ်ချက်အဆုံးထိနားတော်ကြည့်ပေးပါဦးဒီဘက်ထက်ဖြစ်သွားတဲ့အကြောင်းအရာတွေတဲကအရင်ဆုံးရွေးထုတ်ပြီးပြောရရင်တော့ဗျာ တန်ကြောင့်ကိုရွှေရီလောက်လို့ရွှေအစ်စ်မဖြစ်လာဘူးဆိုတဲ့အတိုင်းဘယ်တိုက်ဘွဲမဆိုလှဲ့မကြည့်နဲ့ရှုံပြီးဒါပဲဆိုလို့ဖြစ်နေတယ်ရှုံပြီးလားရှုံမှာအကူတူကောင်းမင်းအောင်လိုင်းတို့ဇလုံးမလုံးစစ်အုပ်စုကတော့တရုတ်ပေါင်ကြားတဲ့ကိုအတင်းထိုးဝင်ပြီးတရုတ်ရဲ့ခြေကလုံးကိုကြစ်ကြစ်ပအောင်ဖတ်ထားရင်းနဲ့ပဲဖေဖေကြီးတတားရဲ့လာရှိုးမျိုးကိုတတားကိုပြန်တောင်းပေးပါဆိုပြီးငုံငိုပြီးတော့ကိုမပြောရုံတမဲနိုင်ငံတနိုင်ငံရဲ့စစ်တပ်ဆိုတဲ့ဂုံတိတ်ခါတော်တစ်စက်မှမရှိတော့ပဲတိုက်လို့မနိုင်လို့သူများအကူကြီးနဲ့ပြန်တောင်းသွားပြီမဲ့ တဖက်ကသူတင်ကိုတင်နေလားငါလားတိုက်ရတယ်တိုက်ပွဲဟဲ့ဆိုရင်တော့စစ်ရှုံးသမားအာဂုတူကောင်မဲအောင်လိုက်ရဲ့ဂျလုံးမလုံးတိုက်ရှုံးတက်ကြီးဟာရိုးရမပြတ်ပေါ့ဗျာဘယ်တိုက်ပွဲမှမနိုင်ပဲအခုတစ်ပတ်ထဲမှာလေအညာမှာလဲစစ်ကြောင်းလိုက်ကိုထပ်ပြီးပြုတ်ထွက်သွားပြန်တဲ့အပြင် ဗမော်မှာလဲစခန်း၅ခုထပ်ပြီးပါတော်မူသွားပြန်တယ်လို့တဝဲမှာလဲစခန်းအသိန်းခံရပြီသူတို့စစ်တပ်ဘက်ကစစ်သား16ဦးကိုပါလက်လက်တွင်နဲ့အတူတော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရမိထားတာတွင်နဲ့အရှင်နော်သူတို့စစ်အုပ်စုရဲ့ရှုံနေမှုဒီဂရီဟာနွေရာသီးရဲ့အပူချိန်နဲ့အတူအပြိုင်ဆိုင်မြင့်တက်နေတော့တာပေါ့ဗျာဟုတ် ပြည်သူကိုကလေးသူငယ်ပါမချမ်းညီမျိုးစုံနဲ့တပ်ဖြတ်ခဲ့ကြတဲ့စစ်သားတွေရဲ့မသားလောင်းတွေကိုကြည်ရတာနဲ့တင်းချိုစိတ်ခွေရိုင်းပြင့်လဲလက်ဖက်ရည်ကိုအာရပါရတောက်လိုက်ရတယ်လို့အရာတာကိုရှိနေတာပဲလို့ပြောရင်ငရဲကြည့်နိုင်လားဆိုပြီးတော့ပြည်သူတွေကမေးနေကြသေးတာပေါ့ဗျာအရာတာရှိလိုက်တာနားတော့နိုင်ငံတနိုင်ငံရဲ့အာဏာသုံးရက်ကိုလွတ်ယူထားတဲ့စစ်တပ်ဆိုတာကြီးကိုယ်တိုင်ကတရုတ်ပေါင်ကြားတဲ့ကိုအတင်းတုံးဝင်နေရတဲ့အဆင့်ကိုရောက်သွားပြီသူတို့ကိုယ်တိုင်သူ့ကျုံဘဝအဖြစ်ကိုရောက်မှန်းမသိရောက်နေခြင်းနဲ့ တရုတ်ခြေသလုံးကိုဘလို့ပဲဖတ်ထားဖတ်ထားโอเคကျေးဇူးတင်ပါတယ်ကိုနာငယ်ပြောသွားတာအရင်ပဲအရသာရှိပြီးတော့เนาะကြားဟင်းသလိုဟင်းဟောက်လိုက်တယ်ကျွန်တော်တို့ရဲ့เนาะခက်တဲ့မီဒီယာကကိုနာငယ်အရင်လေးသားတယ်တိုစိတ်ဤပြက်ခွေလဲစက်တက်ကြီးကတော့တရုတ်ပေါင်ကြားတဲ့ကိုရောက်သွားပြီပေါ့ဗျာโอเคကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်လဲဆုံတွေ့ကြရစီ